ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်အခုပြပေးမှာကျွန်တော်တို့ဒီနှစ်ဦးမှာ95နောက်တွဲနော်95နောက်တွဲထွက်တဲ့ဇနစ်နော်တရား၃ကတ်ရှိတယ်နော်ဒီဒီ సై ကလေးကကျွန်တော်မနှစ်ကနှစ်ခါသုံးခါလောက်တင်းပေးဘူးလေနော်ဒီနှစ်ထဲမှာတော့တစ်ခါမှသုံးမပြူသေးဘူးနော်ပြီးခဲ့တဲ့ဘက်ကမှဒီ సై ကနေကျွန်တော်9နှစ်နှစ်ဆိုတဲ့ကဏ္ဍကိုထုတ်ပြီးတော့မမကတ်ထဲကိုထည့်ပေးလိုက်တယ်နော်ထည့်ပေးတဲ့ကဏ္ဍ9နှစ်နှစ်တဲ့နော်ဒါပေမဲ့ထွက်သွားတာ2 9နှစ်ဆိုတော့ ဟိုတချို့အားတဲ့အဖွဲ့ဝင်တွေကအားတဲ့၁၄၅ရောက်လောက်ပဲเนาะကျွန်တော်အပါဝင်ပေါ့၁၄၅ရောက်လောက်ပဲပေါက်တယ်ပေါ့เนาะအဲ့ site ကလေးကအဆက်ကိုအခုချပြပေးမှာဖြစ်တယ်เนาะဟုတ်ကဲ့ကြည့်ရအောင်เนาะနှင်းမှာ၉၅နောက်တွဲထွက်တာဒီမှာတက်ကတ်ရှိတယ်เนาะအဲ့၉၅နောက်တွဲထွက်တဲ့အချိန်မှာ၉ထိပ်စီးနဲ့เนาะဒုတိယကတ်၉၅နောက်တွဲ၅၉မရဘူးเนาะ၉၅ဒုတိယကတ်၉၅နောက်တွဲထွက်တယ်ထွက်တဲ့အချိန်မှာ ်တစ်ထိပ်စီနဲ့နော်နှစ်ပေါက်တိုးသွားတာထိပ်စီက6ထိပ်စီပထမကက်9နောက်တွဲထွက်တဲ့ချိန်မှာ6ထိပ်စီဒုတိယကက်9နောက်တွဲဖြစ်တဲ့ချိန်မှာ6ထိပ်စီကိုနှစ်ပေါက်တိုးတော့1ထိပ်စီနော်တတိယကက်9နောက်တွဲကဒီမှာရှိတယ်နော်တတိယကက်9နောက်တွဲထိပ်စီက6 3ထိပ်နဲ့နော်ထိပ်စီကနှစ်ပေါက်တိုး9နောက်တွဲပုံသေးနော်ဟုတ်ပြီအဲ့ဒီလိုကြာပြီးရတယ်တဲ့သူက၈ချိန်နဲ့၉ချိန်ပါနော်ဒီမှာပထမကတ်မှာ၉ငန်းနောက်တွဲကြရတယ်ကြပြန်အဲ့ဒီထက်မှာ၈ချိန်နဲ့၉ချိန်မှာသူကဒီလိုနောက်ပိတ်နဲ့ထိပ်စီနဲ့ ခွန်ထိတ်နဲ့နောက်နဲ့ခရိုဇင်ပေါ့နော်ဒီလိုခွန်ဒီလိုတက်နော်ခရိုဇင်ခွန်တက်လို့ဖြတ်တယ်နော်ဒုတိယကတ်မှာလည်းအဲ့တိုင်းပဲနော်ကိုငန်းနောက်တွဲကြရတယ်ဒီ၈ချိန်နဲ့၉ချိန်မှာခွန်တက်ဆိုပြီးတော့ဇောင်းပြတ်ခရိုဇင်နော်ခရိုဇင်ခွန်တက်ဖြတ်တယ်အဲ့ဒီလိုဖြတ်ပြရတယ်တဲ့အဲ့ဒီကိုငန်းနောက်တွဲက၄ဖြစ်တဲ့အတွက်၂၄ချိန်နှစ်ပိတ်မှာထိတ်တောင်တုံးတုံး၄လို့ထောင်းတယ်နော် ထိထောင်သုံးလုံးလေးလို့ထောင်တယ်ဒုတိယကံမှာလည်းအဲ့တိုင်းပဲထိထောင်သုံးလုံးလေးလို့ထောင်တယ်เนาะထိထောင်သုံးလုံးလေးလို့ထောင်လိုက်တဲ့အချိန်မှာသူကဒီဆောင်းသုံးလုံးကိုသုံးလို့ဖြတ်ထားတယ်ပုံသေးเนาะနှူးမှာ၉၅နော်တွေက၄ဖြစ်တဲ့အတွက်၉၅ပေါင်းရင်၄ဖြစ်တဲ့အတွက်နှစ်ပိတ်မှာထိထောင်သုံးလုံးကို၄ဒီသုံးလုံးကဆောင်းသုံးလုံးကိုသုံးဖြတ်တယ်เนาะဒုတိယကံမှာလည်းအဲ့တိုင်းပဲ၉၅နော်တွေက၄ဖြစ်တဲ့အတွက်ထိထောင်သုံးလုံးကို၄ဒီဆောင်းသုံးလုံးကသုံးပုံသေးဖြတ်တယ်เนาะအခုတတိယကံမှာလည်းသူဒီတိုင်းပဲเนาะ၉၅နော်တွေဖြစ်တယ်ဖြစ်ပြီးရတဲ့ 8ချိန်နဲ့9ချိန်မှာ crossing ကိုခွန်တစ်ဆိုပြီးတော့ဖြတ်တယ်เนาะဒီလိုခွန်ဒီလိုတစ်ဆိုပြီး crossing ဖြတ်ထားတာเนาะအဲ့လိုဖြတ်ပြီးရတဲ့အဲ့ဒီနှစ်ပိတ်မှာကိုငန်းနောက်ကြီးကပေါင်ရင်၄ဖြစ်တဲ့အတွက်တထိတ်ထောင်သုံးလုံးက၄เนาะအဲ့လိုထိတ်ထောင်သုံးလုံး၄ဖြစ်တဲ့အချိန်မှာဒီဆောင်သုံးလုံးပေါင်ရင်ဒီ3ပုံ၄ဖြစ်ထားတယ်เนาะဟုတ်ပြီအဲ့ဒါပထမကတ်ကိုသွားမယ်เนาะအဲ့နှစ်ဦးမှာကိုငန်းနောက်တွဲကြလို့တဲ့ကိုငန်းပေါင်ရင်၄ဖြစ်တဲ့အတွက်ဒီထိတ်ထောင်သုံးလုံးကနှစ်ပိတ်မှာထိတ်ထောင်သုံးလုံး၄ဖြစ်ပေးရတယ်ဒီဆောင်သုံးလုံးက3ဖြတ်ပေးရတယ် အဲ့သုံးဖြတ်လိုက်တဲ့ကောင်ကသုံးနောက်နှစ်မှာသူကသုံးနောက်ပိတ်ဒီထိတ်အောင်သုံးလုံးက၄ဖြစ်တဲ့အတွက်ဒီသုံးနောက်ပိတ်တစ်ထိတ်စီကိုဒီနှလုံး၄ကိုသုံးတစ်နဲ့ပဲပုံတည်ကစားတာနော်ဒီမှာလည်းဒုတိယကံမှာလည်းထိတ်အောင်သုံးလုံးက၄ဖြစ်တဲ့ဒီဆောင်းသုံးလုံးသုံးဖြစ်တဲ့အတွက်အဲ့သုံးကသုံးနောက်ပိတ်နော်သုံးနောက်ပိတ်နဲ့ဒီထိတ်အောင်သုံးလုံးက၄ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်းကို၄၄ကစားရတာနော်ဒီနှလုံး၄ကစားတဲ့အချိန်မှာသုံးတစ်ပုံတည်ပဲနော်ဒီမှာလည်းသုံးတစ်ပုံတည်နော်ဟုတ်ပြီဒါဆိုတက်တရကံမှာလည်းအဲ့တိုင်းပဲနော်ထိတ်အောင်သုံးလုံးက၄ဖြစ်တယ်တဲ့နော် နှစ်ပိတ်မှာလေးဖြစ်ပြီးရတယ်ဒီတောင်းတုံးလုံးသုံးဖြစ်တဲ့အတွက်အဲ့သုံးကနောက်နှစ်မှာသုံးလို့နောက်ပိတ်တယ်ပိတ်ပြီးရတယ်ဒီထိတ်တောင်တုံးလုံးလေးဖြစ်တဲ့အတွက်သုံးတဇောင်းပေါင်းရင်လေးဖြစ်ရတာနော်လေးဖြစ်ပြီးရတယ်တဲ့သူကအဲ့နှစ်ထဲမှာနော်အဲ့လိုဖြစ်ပြီးရတယ်ပထမကတ်ကိုပြန်သွားမယ်နော်အဲ့ဒီလိုဖြစ်ပြီးရတယ်တဲ့သူကဒီထိတ်တောင်တုံးလုံးလေးဇောင်းတုံးလုံးဖြတ်တယ်ဖြတ်ပြီးရတယ်သူ့ရဲ့တစ်နှစ်ကျော်မှာတဲ့နော်နှစ်ရှစ်တစ်ဆိုရယ်ကဏ္ဍလိုက်ထွက်တယ်အဲ့နှစ်ရှစ်တစ်ဆိုရယ်ကဏ္ဍထွက်တော့မယ်ဆိုရင်တဲ့သူက ဒီမှာထိတ်ထောင်သုံးလုံးလေးဇောင်းသုံးလုံးဖြတ်ထားတဲ့အတွက်ဒီဇောင်းသုံးလုံးကကွာပေါင်းချင်းသုံးပါတယ်နော်ဒီထိတ်ထောင်သုံးလုံးလေးကကွာလေးဆိုပြီးဇက်တိုက်ထွက်ရမှာထိတ်ထောင်သုံးလုံးလေးဇောင်းသုံးဖြစ်တဲ့အတွက်ဒီဇောင်းသုံးကကွာသုံးထိတ်ထောင်သုံးလုံးလေးကကွာပေါင်းချင်းလေးအဲ့ဇောင်းကွာပေါင်းချင်းသုံးကွာပေါင်းချင်းလေးလို့နှစ်ပွဲဆက်ပြီးတော့ခွာပြီးကြတယ်ဗျာနဲ့သူ့တစ်နှစ်ကြုံမှာအဲ့နှစ်ချစ်တစ်ထွက်တယ်နော်သူထွက်တော့မယ်ဆိုရင်ငါးခါခံထားတယ်နော်အဒုတိယကတ်မှာလည်းဒီတိုင်းပဲသူကထိတ်ထောင်သုံးလုံးလေးဇောင်းသုံးလုံးဖြစ်တဲ့အတွက်သူ့ရဲ့ 3-1လို့ထောက်လိုက်ပြီ3-1လို့ထောက်ပြီးနောက်နှစ်မှာ2-8ထွက်တယ်ဒီမှာလည်း3-1ဒုတိယကံမှာ3-1ထောက်ပြီးတာနဲ့နောက်နှစ်မှာ2-8ဆိုတဲ့ကံန်းလိုက်ထွက်တော့မယ်အဲ့2-8ဆိုတဲ့ကံန်းထွက်တော့မယ်ဆိုရင်လည်းသူကဇောင်း3လုံး3ဟာခွာ3အရင်ရိုက်ထားအောင်နော်ဇောင်း3လုံး3ဟာခွာ3ပြီးရင်ထိတ်ထောင်3လုံး4ဒီခွာပေါင်းခြင်း4အဲ့3ကွာပေါင်းခြင်း3ကွာပေါင်းခြင်း4လို့ဒီပွဲပထမကမှလည်းကွာပေါင်းခြင်း3ကွာပေါင်းခြင်း4နှစ်ပွဲဆင့်ရိုက်ပြီးရတယ်သူတစ်နှစ်ကျော်မှအဲ့2-8ထွက်တာ ဒုတိယကတ်မှာလည်းကွာပေါင်းရင်း၃ကွာပေါင်းရင်း၄အဲ့၃တွေဒီဇောင်း၃၃၃နဲ့ထိတ်တောင်၃၃၄ဖြစ်တဲ့အတွက်အဲ့၃ကကွာ၃ထိတ်တောင်၃၃၄ရကွာလေးရိုက်ပြန်တယ်သူ့ရဲ့တနည်းကျော်မှာအဲ့၁၈၂ဆိုကနန်းလိုက်ထွက်တယ်သူထွက်တော့မှဆိုပထမကတ်မှာ၅ခါရဲ့အောက်မှာထွက်တယ်ဒုတိယကတ်မှာ၆ခါရဲ့အောက်မှာ၁၈နဲ့လိုက်ထွက်တယ်နော်ဟုတ်ပြီဒါဆိုတတိယကတ်တတိယကတ်နှစ်ဦးမှာကိုးငါးနောက်တွဲဖြစ်တဲ့အတွက်တဲ့ကိုးငါးပေါင်းရင်း၄အဲ့၄ရဒီဇောင်း၄ထိတ်တောင်၃၃၄ဇောင်း၃ဖြစ်တယ်အဲ့၃က၃နောက်ပိတ်တက်တယ်တက်ပြန်တယ်၃၁ နော်သုံးတစ်ပုံတွေထောက်တယ်ထောက်ပြီးရတယ်သူ့နောက်နှစ်မှာနှစ်ရှစ်တစ်ဆိုတော့ကဏ္ဍလိုက်ထွက်တယ်တဲ့နော်နှစ်ရှစ်တစ်ထွက်ဆိုတော့ကဏ္ဍထွက်တော့မယ်ဆိုရင်လည်းသူကဒီဆောင်သုံးလုံးသုံးသည်တဲ့ကွာပေါင်းညင်းသုံးပါတဲ့သူထွက်တော့မယ်ဆိုရင်နော်ကွာပေါင်းညင်းသုံးနော်ကွာပေါင်းညင်းသုံးအဲ့အထောင်လေးသည်ကွာပေါင်းညင်းလေးအဲ့တော့ကွာပေါင်းညင်းသုံးကွာပေါင်းညင်းလေးနှစ်ပွဲဆင့်ခွာပြီးရတယ်နှစ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 ်သက်တိုက်ခွာပြီးတာနဲ့သူ့ရဲ့တစ်နှစ်ကျော်မှာအဲ့ဒီ၈နှစ်ဆိုတော့ကဏ္ဍလိုက်ထွက်ပါတယ်။သူထွက်တော့မယ်ဆိုပထမကမှ၅ခါအောက်မှာထွက်တယ် ဒုတိယကံမှာ6ခါရဲ့အောက်မှာထွက်တယ်အခုတတိယကံမှာခွန်ခါရဲ့အောက်မှာလိုက်ထွက်ပေးရတယ်နော်ဟုတ်ပြီနော်အဲ့လိုထွက်ပြီးတာ ਨੇ တဲ့အဲ့ဒီတရှိနှစ်ဆိုတဲ့ကဏ္ဍထွက်ပြီးတာ ਨੇ သူ့ရဲ့တနှစ်ကျော်မှာ၄နှစ်6ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်ပုံသေးနော်၄နှစ်6ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်ပထမကတ်နော်ဒါပထမကတ်ဒုတိယကံမှာလည်းအဲ့တိုင်းပဲတရှိနှစ်ဆိုတဲ့ကဏ္ဍထွက်ပြီးတာ ਨੇ သူ့ရဲ့ရှေ့တနှစ်နောက်တနှစ်ကျော်မှာ၄၄6ဆိုတဲ့ကဏ္ဍဒီပုံသေးလိုက်ထွက်ပေးတယ်နော် အခုတတိယကံမှာအိုက်တိုင်းပဲဒီတရှိနှစ်ဆိုတာကဏ္ဍထွက်ပြီးတာနဲ့တပြိုင်နက်တည်းသူကတနှစ်ကျော်မှာနှစ်လေး၆ဆိုတာကဏ္ဍကျွန်တော်တို့ဒီနှစ်ထဲမှာလိုက်ထွက်ပေးထားတယ်နှစ်လေး၆เนาะနှစ်လေး၆လိုက်ထွက်ပေးတယ်ဟုတ်ပြီအဲ့နှစ်လေး၆ဆိုတဲ့ကဏ္ဍနဲ့လိုက်ထွက်ပေးတာနဲ့เนาะပထမကကိုပြန်သွားမယ်ဒီနှစ်ရှစ်တထွက်ပြီးတာနဲ့သူကတနှစ်ကျော်မှာနှစ်လေး၆ဆိုတာကဏ္ဍထွက်တယ်အဲ့ကဏ္ဍထွက်ပြီးတာနဲ့သူ22ကြိမ်မှာသူကပုံသေး22ကြိမ်မှာเนาะ22ကြိမ်ကိုကျွန်တော်တို့ဖမ်းမယ်ပုံသေးနှစ်ပူပဲနှစ်နောက်ပူเนาะ ဒုတိယကပ်မှာလည်းအဲ့တိုင်းပဲ1ရှစ်နှစ်ဆိုဒါပထမကပ်နော်ပထမကပ်1ရှစ်တစ်ထွက်ပြီးတော့သူ့ရဲ့တစ်နှစ်ကျော်မှာ၄နှစ်ကျော်ထွက်တယ်အဲ့နှစ်အထဲမှာပဲ22ကြိမ်မှာနောက်မှနှစ်ပူးနော်ဒုတိယကပ်1ရှစ်နှစ်ထွက်တယ်တစ်နှစ်ကျော်မှာ၄နှစ်ကျော်ဆိုကနန်းလိုက်ထွက်ပေးရတယ်ထွက်ပြရတယ်အဲ့နှစ်ထဲမှာ22ကြိမ်မှာနောက်မှနှစ်ပူးပဲနော်နောက်မှနှစ်ပူးနော်တတိယကပ်လည်းပဲဒီတိုင်းပဲကျွန်တော်တို့နော်တရှိနှစ်ထွက်တယ်တဲ့နော်တရှိနှစ်ထွက်ပြီးရတယ်သူ့ရဲ့တနှစ်ကျော်မှာ၄နှစ်၆ဆောကနန်းလိုက်ထွက်တယ်၄နှစ်၆ကနှစ်ပရိတ်ဖြစ်တဲ့အတွက် နှစ်ပူးဆိုပြီးဒီမှာကျွန်တော်နှစ်နောက်ပူးကိုကစားလိုက်တာเนาะအဲ့ဒီကောင်ဖြစ်ဖို့အတွက်ကိုပထမကတ်ကိုပြန်သွားမယ်เนาะအဲ့ဒီဆိုရင်ဟုတ်ပြီအဲ့ဒါဆိုနှစ်နောက်ပူး22ချိန်မှာနှစ်ပူးပူးဖို့အတွက်ကို तू ကဘာလောက်ထားရလဲဆိုတော့နောက်ပေါင်း9ပုံသေးပါတဲ့เนาะဒီမှာနောက်ပေါင်း9ပုံသေးနှက်ခတ်ထောက်ထားမယ်เนาะနောက်ပေါင်း9ပုံသေးထိတ်စီးနဲ့ခါးနဲ့နှက်ခတ်ထောက်တယ်ဒီမှာလည်းနောက်ပေါင်း9ပုံသေးထိတ်စီးနဲ့ခါးနဲ့ဒုတိယကတ်မှာလည်းပဲခါးနဲ့နှက်ခတ်ထောက်ထားထောက်ပြီးရတယ်သူကဒီနောက်ပိတ်နဲ့ဒီခါးနဲ့နှစ်ပုံသေးထောက်လိုက်တာ ဲ့နှစ်ပုံလေးထောက်တဲ့အတွက်နောက်မှနှစ်ပူပူတာနော်ဒီမှာလည်းပဲနောက်ပိတ်နဲ့ခါနဲ့ကိုနှစ်ထောက်လိုက်တယ်နှစ်ထောက်လိုက်တယ်နောက်မှနှစ်ပူပူတယ်ဒါဆိုရင်အခုတတရကံမှာလည်းပဲသူကနောက်ပေါင်း၅ပုံသေးရရိုက်ပြီနောက်ပေါင်း၅ပုံသေးနော်ရိုက်ပြီးတာနဲ့သူကနှက်ခတ်ထောက်လိုက်တဲ့ထိတ်နဲ့ခါနဲ့နှက်ခတ်ထောက်ပြီးတာနဲ့ဒီနောက်ပိတ်နဲ့ခါနဲ့ကိုနှစ်ပုံလေးထောက်ထားတယ်အဲ့နှစ်ပုံလေးထောက်ထားတဲ့အတွက်ဒီဘွားကိုနှစ်ပူကိုပူခိုင်းတာနော်အဲ့မှာသူကအဲ့မှာသူကနှစ်ပူးလို့ပူးလိုက်တာနဲ့တပြိုင်တည်းထဲတဲ့နောက်ထောင်သုံးလုံး ထောင်ပေါင်းချင်း၃ညနော်အဲ့ဒီ၃ညကလည်း၃ညထိတ်လို့ထွက်ရမှာနော်၃ညထိတ်လို့ထွက်တဲ့အချိန်မှာဒီပရိတ်၃ညကသူ့ရှင်းနေမှာပရိတ်၃ညကခံပြီးသားဖြစ်နေရမယ်နော်နောက်မှနှစ်ပူးပူးလိုက်တဲ့အချိန်မှာတဲ့နောက်ထောင်၃လုံးက၃ညဖြစ်နေရမှာအဲ့၃ညသည်၃ညထိတ်ထွက်တယ်အဲ့၃ညထိတ်ဖြစ်ဖို့တော့ကိုသူ့ရှင်းနေမှာ၃ညပရိတ်ကခံထားပြီးသားဒုတိယကတ်မှာလည်းအဲ့တိုင်းပဲနော်ဒီနှစ်ထောက်လိုက်တွေ့နှစ်ဆောင်ဖြတ်တဲ့တွေ့နှစ်ပူးပူးတာနှစ်ဆောင်ဖြတ်တဲ့တွေ့နောက်မှနှစ်ပူးပူးမယ်တဲ့နှစ်ပူးပူးလိုက်တာနေပြန်နေထိတ်ထောင်၃လုံးတေးသည်တဲ့ နောက်ထောင်သုံးလုံးလေးပေါ့နော်အဲ့လေးကလေးထိပ်ဖြစ်အဲ့လေးထိပ်ဖြစ်ဖို့တော့သူ့ရှင်းနေမှာဗရိတ်လေးကခန့်ထားအောင်မှာနော်အဲ့တော့အခုဒီတက်တရကံမှာလည်းပဲကျွန်တော်တို့ကဒီမှာသူကဇောင်းနှစ်ဖြတ်လိုက်ပြီဖြတ်လိုက်တဲ့တွေ့တဲ့နောက်မှနှစ်ပူးပူးလိုက်မှာနှစ်ပူးပူးတဲ့အခါမှာဆိုနောက်နောက်ထောင်သုံးလုံး၅သီးတဲ့၅ထိပ်နဲ့ဖြေရမှာ၅ထိပ်နဲ့နောက်မှနှစ်ပူးဖြေရမှာအဲ့၅ထိပ်ဖြစ်ဖို့အတွက်ကိုလည်းပဲသူ့ရှင်းနေမှာဗရိတ်ငါးကခန့်ထားပြီးသားဖြစ်နေတဲ့အတွက်၅နှစ်နှစ်ဆိုတဲ့ကဏ္ဍကိုကျွန်တော်ကမမကတ်ထဲမှာတဲထည့်ပေးလိုက်တာနော်သူက၃ကတ်ဆိုတော့လှည့်ပြီးတော့၅နှစ်နှစ်ကို ထည့်မရိုက်ဖ ೇನೆ နှစ်ငါးနှစ်ဆိုပြီးရိုက်သွားတာနော်အဲကျွန်တော်မမကတ်ထဲမှာငါးနှစ်နှစ်ထည့်ပဲထည့်ပြလိုက်တာနော်အဲ့တော့ကျွန်တော်အဖွဲ့ဝင်တွေက14 9ယောက်လောက်ပေါ့နော်အားတဲ့လူ14ယောက်15ယောက်လောက်ပဲအ ਨੇ ပါပေါက်တယ်နော်ကျန်တဲ့လူတွေကတော့အကုန်တွတ်တယ်ဖြစ်ကုန်တာနော်ဟုတ်ပြီအဲ့တော့အဲ့အောက်မှာကြာမယ်ခဏလေးတော့ကိုကျွန်တော်လိုက်စဉ်းစားကြည့်မယ်နော်သူကအမှန်မှန်ဆိုရင်ဒီမှာနောက်မှာနှစ်ပူးပုံနေပူးတာနော်ဇောင်းနှစ်လိုထောက်လိုက်တာနဲ့နှစ်ပူးပုံနေပူးတာပူးလိုက်နောက်ပေါ့နောက်ထောင်သုံးလုံးသုံးညသုံးညထိတ်နဲ့ဗရိတ်သုံးညခံထားတာသူကငါးနှစ်နှစ်တဲ့ပဲဘလို့မှလှဲ့မရအောင်နော်ကန်ဆိုးလို့လဲသွားတာနော် ုတ်ပြီအဲ့အောင်မှာကြာမဲ့ကဏ္ဍကိုကျွန်တော်ကြည့်မယ်เนาะဒီဒီကဏ္ဍပေါ့သူ့အောင်မှာကြာမဲ့ကဏ္ဍဒီဒီကဏ္ဍเนาะအခုကျွန်တော်တို့ဒီငါးနှစ်ငါးနှစ်ကအောင်မှာကြာမဲ့ကဏ္ဍကိုကျွန်တော်ဖမ်းကြည့်မယ်เนาะအဲ့ကဏ္ဍကြာတော့မယ်ဆိုရင်အဲ့ဒီကဏ္ဍထွက်ပြီးတော့ဒီ23ချိန်ကဏ္ဍကိုဖမ်းမှာเนาะအဲ့ကဏ္ဍကြာတော့မယ်ဆိုရင်ねသူကဒီထဲမှာတော့ဖြစ် ယူဆချက်တွေကတော့အများကြီးယူဆလို့ရတယ်နော်အဲ့ဒီထဲမှာကျွန်တော်ရဲ့အတွေးခေါ်ကျွန်တော်အယူဆအနေကနန်းလေးတို့ကောက်ကိုထုတ်ပေးမှာနော်ဒီထဲမှာမိမိတို့မြင်မြင်တဲ့အတိုင်းလေးပဲထုတ်ကစားလို့ရတယ်နော်ဒီကနန်းထွက်တော်မယ်ဆိုရင်လည်းသူကထိတ်ထောင်တုံးတုံးတက်ကဲပါပါ6ထိတ်လို့ထွက်လို့ရတယ်နော်ဒီမှာလည်းထိတ်ထောင်တုံးတုံးကတက်ပဲပုံလေးလောက်ထားတယ်တက်ကဲပါပါ6ထိတ်နဲ့ထည့်လို့ရတယ်အခုဒီမှာလည်းပဲထိတ်ထောင်တုံးတုံးကတက်လို့ပဲလောက်သွားတာပဲနော်ထိတ်ထောင်တုံးတုံးတက်လို့လောက်သွားတဲ့အတွက်တက်ကဲပါပါ6ထိတ်ပုံလေးနဲ့ကစားလို့ရတယ်နော်ဒါပေမဲ့ကျွန်တော်အဲ့6ထိတ်ကိုမမီဘူးကျွန်တော်က ျွန်တော်ဘယ်လိုယူဆမလဲဆိုတော့အဲ့ဒီထဲကနေမှကျွန်တော်ကဒီ6ထိပ်ကနော်ဒီကနေ့ထွက်တော်မယ်ဆိုရင်ねဒီမှာ6ထိပ်သူ့ဘေးမှာ6ထိပ်ကဒီခွန်ခါးနဲ့တဲ့ဒီရှေပေါင်း9နဲ့ပေါင်းလိုက်ရင်ဒီ6ထိပ်ကိုခွန်ခါးနဲ့ရှေပေါင်း9နဲ့6လို့ကစားတာအဲ့6ကမှကျွန်တော်ဒီကို6ထိပ်ယူခြင်းတာနော်ဒုတိယကမှလည်းအဲ့တိုင်းပဲတဲ့ဒီ6ထိပ်ကိုဒီ6ထိပ်ကိုခွန်ခါးနဲ့ရှေပေါင်း9နဲ့6အဲ့6ဒီ6ထိပ်လို့ယူဆတာနော်ဒါဆိုအခုတတိယကမှ तू က ော့6ထိပ်မဟုတ်တော့ဒီမှာ8ထိပ်ဖြစ်နေเนาะအဲ့8ထိပ်ကိုတဲ့ဒီ6ခါနဲ့တဲ့ဒီရှေးပေါင်းနှစ်နဲ့ကို8လို့သူကဖြီးထားတယ်တဲ့ဒီ8ထိပ်ကို6ခါနဲ့ရှေးပေါင်းနှစ်နဲ့8လို့ဖြီးထားတဲ့အတွက်8ထိပ်လို့ကစားကြင်တာဒီပွဲကိုเนาะဟုတ်ပြီเนาะပြန်ပြောမယ်เนาะအဲ့မှာသူကဒီ6ထိပ်ကိုတဲ့เนาะဒီ6ထိပ်ကိုဒီသုံးလုံး6လို့ဖြီးထားတယ်ဖြီးပြီးတော့အဲ့6ထိပ်ကစားမယ်အဲ့6ကစားဖို့အတွက်ကိုဒီကွာပေါင်းချင်း6နဲ့ဒီအောက်တပွဲကျော်က3ညထိပ်နဲ့ကလည်း6ထောက်ထားအောင်မယ်เนาะဒီကွာပေါင်းချင်း6နဲ့3ညထိပ်နဲ့က6ထောက်ထားအောင်မယ်เนาะ ဲ့6ကမှကြာဒီမှာလဲ6ထိပ်ကိုဒီခါနဲ့ရှေးပိုင်း9နဲ့6အဲ့6က6ထိပ်ကြာမှချင်းမှာဒီပုံမှာသူကကွာပေါင်းကြီး2နဲ့ဒီတပင်ကျော်ကအောက်တပင်ကျော်က4ထိပ်နဲ့ကို6လူပဲထောက်ထားအောင်မနော်အဲ့လိုထောက်ပြီးကမှအဲ့6ထိပ်ကြာဒီမှာလဲအခုသူက8ထိပ်ကြာတော့မယ်ဆိုရင်လည်းဒီမှာ8ထိပ်ကို6ခါးနဲ့ရှေးပေါင်း2နဲ့8เนาะအဲ့8ကို8ထိပ်ထည့်မှချင်းမှာဒီမှာသူကဒီကွာပေါင်းကြီး6 8 8ခွာချင်း6နဲ့ဒီထိပ်စီး2နဲ့ကို ရှစ်လို့ထည့်ပြီးမှအဲ့ရှစ်ထိတ်ကိုကစားကျင်တာနော်ကျွန်တော်အယူဆတော့ရှစ်ကိုကျွန်တော်ယူဆမယ်နော်6ထိတ်ကြိုက်တယ်လို့6ထိတ်နဲ့ကစားလို့ရတယ်ဟုတ်ပြီအဲ့ဒီမှာ तू ကအဲ့ဒီလို6ထိတ်လို့ကြိုက်တာနဲ့ဒီရှေပောင်းနဲ့ရှေပောင်းခွန်နဲ့အဲ့6နဲ့က3ထိတ်ပုံ3 3ပုံတွေရိုက်ထားအောင်မယ်နော်ဒီမှာလည်းပဲရှေပောင်းခွန်နဲ့အဲ့6ထိတ်နဲ့ကို3ပုံတွေရိုက်ထားအောင်ဒုတိယကံမှာဒါဆိုခုတတိယကံမှာလည်းပဲ तू က3ပုံတွေရိုက်ဖို့အတွက်ဆိုရှေပောင်းက9ရှိထားတဲ့အတွက်ဒီမှာကျွန်တော်တို့က8ထိတ်ကိုထည့်ပေးရမှာနော်8ထိတ် ဒီ shift ထိပ်ကိုကြိုက်တယ်နော်ဒီ shift ဘောင်း၅ဖြစ်တဲ့အတွက်သုံးဖြစ်အောင် shift ထိပ်ကိုထည့်ရမယ်နော်ဟုတ်ပြီအဲ့ဒီအချိန်မှာ तू ကကဏ္ဍတစ်ခွက်ထည့်ပဲအပီကစားလိုက်တော့မယ်နော်ဘယ်လိုကစားမလဲဆိုတော့ तू ကဒီမှာ6 6.5ဆိုတော့ကဏ္ဍကြရမယ်ဆိုရင်လည်း तू ဒီ6က6ထိပ်လို့ယူတာနော်ဒီ9က9နောက်ပိတ်နော်ဒီ6က6ထိပ်ဒီ9ခါက9နောက်ပိတ်နော် အဲ့ဒီကောင်ကြဖို့အတွက်ကိုမှဇောင်း30ရာဖြတ်ထားအောင်မယ်နော်ဒီမှာဒီထဲမှာသူအများကြီးပဲနော်ထည့်ထားတဲ့စနစ်တည်းဒီမှာ33ညဖြတ်ထားအောင်အဲ့ဒီ3ညလို့ဖြတ်လိုက်တာ ਨੇ အဲ့ဒီ3ညအောက်က6ထိပ်က6ထိပ်ပဲ9ခါ9နောက်ပိတ် ਨੇ ဒီ3ညထောက်ထားတဲ့ကောင်ရဲ့နောက်ပိတ်နှလုံးပေါင်းခြင်းခွန်1နဲ့6နှလုံးပေါင်းခြင်းခွန်အဲ့ခွန်ကခွန်ခါနဲ့ကြာအောင်နော်အဲ့ခွန်ကခွန်ခါနဲ့6ထိပ်က6ထိပ်က6ထိပ်ပဲပိတ်မယ်နော်ဒီ6ထိပ်က6ထိပ်ဒီ9ခါက9နောက်ပိတ် เนาะအဲ့ဒီအချိန်မှာဒီတုံညာထောက်ထားတဲ့ကောင်ရင်နောက်ပိတ်နှလုံးပေါင်းရင်ခွန်အခွန်ခါနဲ့ဆိုတက်တက်ွက်သေးပေါ့เนาะဒုတိယကမလေးဒီတိုင်းမှာဒီ6ထိပ်က6ထိပ်ဒီမှာတုံညာဖြတ်ထားလို့เนาะတုံညာစောင်းထောက်ထားလို့6ထိပ်က6ထိပ်ပဲเนาะအဲ့ဒီအချိန်မှာဒီနှစ်ခါနှစ်နောက်ပိတ်နဲ့เนาะဒီတုံညာဖြတ်ထားတဲ့ကောင်ရင်နောက်ပိတ်နှလုံးပေါင်းရင်8က8ခါနဲ့6 8နှစ်ဆိုတဲ့ကဏ္ဍเนาะအခုဒါဆိုရင်ဒီမှာသူကတတိယကတ်ကြတော့ဒီမှာကျွန်တော်တို့က8ထိပ်ကိုယူထားပြီเนาะ8ထိပ်ကိုယူထားပြီအဲ့ဒီ8ထိပ်က8ထိပ်ပါတဲ့เนาะအဲ့တော့ဒီ၄ထိပ်က လေးခါဒီလေးခါဒီမှာလည်းသူကတုံညဖြတ်ထားတယ်နော်အဲ့တုံညဖြတ်ထားလို့ကစားမှာဒီတုံညထောက်ထားတဲ့အတွက်ရှစ်ထိတ်ကရှစ်ထိတ်ဒီလေးလေးခါလေးနောက်ပိတ်နော်လေးလေးခါလေးနောက်ပိတ်အဲ့ဒီချိန်မှာသူကဒီတုံညဖြတ်ထားတဲ့ကောင်ရောနောက်ထောင်နောက်ပိတ်နှလုံးထောင်ပေါင်းရင်၄၀လေးခါနော်လေးခါဆိုရှစ်လေးလေးဆိုရကနန်တဲ့ပေါ့နော်ရှစ်လေးလေးဆိုရကန်တဲ့တဲ့ထွက်တယ်နော်ရှစ်လေးလေးတဲ့နော်ဒီဟာ ကျွန်တော်အယူဆအရရှစ်လေးလေးကိုယူမယ်နော်ဘာကြောင့်ရှစ်လေးလေးဆိုရယ်ကဏ္ဍကိုယူမယ်ဆိုတော့အဲ့ကဏ္ဍထွက်တော်မယ်ဆိုရင်တဲ့ဒီမှာ तू ကဒီမှာရဲ့က तू ကနှာပေါင်း၅ပုံလေးခန်းထားတယ်နှက်ခတ်ဆောင်ထိုးတယ်နော်နှာပေါင်း၅ပုံလေးခန်းထားတဲ့အတွေ့တဲ့နှက်ခတ်ဆောင်ထိုးပြီးတော့ဒီဆောင်နှစ်ဖြတ်တယ်ဖြတ်ပြီးကမှနှစ်ပူးကြတာအဲ့လိုကြရချင်မှာဒီနှာပေါင်း၅ကြောင်တဲ့ဒီဘရိတ်၃ခုပေါင်းရင်၃ဘရိတ်ကဲ၃ဘရိတ် ဒီနောက်ပေါင်း5ကြောင်နဲ့3ဘရိတ်ကဲ4ဘရိတ်ကဲ8ဘရိတ်ကဲဘရိတ်3ခုပေါင်းရင်3ဘရိတ်4ဘရိတ်8ဘရိတ်5ပြန်ဖြစ်တာเนาะဒီမှာ3ညထောက်ထားတယ်အဲ့3ညပေါ်မှာနောက်ပေါင်း5တက်ထားတဲ့အတွက်အဲ့ဘရိတ်3ခုပေါင်းရင်3ရယ်4ရယ်8ကဲဆို5ဖြစ်တာ3 4 8ဘရိတ်3ခုပေါင်းရင်5เนาะဒုတိယကံမှာလည်းသူအဲ့တိုင်းပဲတဲ့เนาะနောက်ပေါင်း5ပုံသေးပဲเนาะဒီမှာလည်းဇောင်း30ဒီမှာတကူ30ကို5တက်နောက်ပေါင်း5လောက်တာဒီမှာ3ည3ည30ကိုနောက်ပေါင်း5လောက်တာ နောက်ပေါင်းကလှုပ်လိုက်တာနည်းပြိုင်တယ်တဲ့သူ့အောက်မှာသူက break တစ်ကဲတဲ့ break ရှစ်ကဲတဲ့ဒီ break 6ကဲ break သုံးခုပေါင်းရင် break တစ် break ရှစ် break 6သုံးခုပေါင်းရင်၅ပြန်ဖြေရတာဒီမှာလည်းနောက်ပေါင်း၅ပုံဒီခံရတဲ့အတွက် break 3 break 4 break ရှစ်၅ပြန်ဖြေရတာเนาะဒါသူကတက်တရကံမှာလည်းပဲသူကဒီမှာနောက်ပေါင်း၅ပုံဒီခံရတာဒီမှာ2 2 8 30ဟုနောက်ပေါင်း၅ပုံဒီခံရတယ်အဲ့ခံရတဲ့အတွက်သူ့အောက်တော့ဘွဲကြမှာအဲ့ break 3ခုပေါင်းရင်း啊3ညာ break ကဲ4 break ကဲဆိုတော့ဒီမှာ6 break ထဲမှာ 5ဖြစ်မယ်နော်6ပရိသတ်မှာ5ဖြစ်မယ်နော်အဲ့တော့844ပေါ့နော်ပရိသတ်6ပရိလဲကင်နေတဲ့အတွက်844ဆိုတော့ကဏ္ဍတော့ကိုထုတ်ပေးလိုက်တယ်နော်ဟုတ်ကဲ့အားလုံးကြိုက်တဲ့လူတွေကထိုးတာပါမကြိုက်တဲ့လူတွေကကြောသွားပါဗျာနော်အားလုံးမဲ့ကုလကံကောင်းကြပါစေနော်